ဒါကြီးကတကယ်ကိုဆိုးတာပဲဒီလောက်တော့အရသာဆိုးမဲ့သိရင်ငါမစားပါဘူးစွန်ပြေခံမတိမျိုးမျိုးနဲ့ရေလေယုံရဘိုးဘီရဲ့ဇဝင်များတော့အဖြစ်အောင်ပြောင်းသွားပြီးသူ့ရဲ့နှလုံးကလည်းသွေးနီးအောင်ဖြစ်တာကြောင့်သွေးများတော့စီးကြလာပါတော့မယ်သူကတော့ဟိန်းတန်ကြီးကိုပေးပြီးစစ်ထူနံကိုလိုက်လံပြီးတော့ရှာဖွေနေပါတယ် စစ်ထူနန်ကတော့ပြန်လည်ဝင်စားခြင်းတစ်ပိတ်တပင်ကိုစားသုံးလိုက်ရုံနဲ့မကပဲဘိုးဘေးဝင်းညင်တစ်ခုလုံးပါမြှားချလိုက်တာပါထိုဝင်းညင်ကစွန့်ပစ်ခံမတိမျိုးမျိုးနဲ့နှစ်ပေါင်းများစွာပြုစုပြထောင်လာတဲ့ဘိုးဘေးဝင်းညင်၅ခုထဲကတစ်ခုဖြစ်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုံးချင်ပါတယ်ဘိုးဘေးဝင်းညင်တစ်ခုကကြီးထွားလာပြီးအထူးပြုလုပ်ထားတဲ့မန္တန်တစ်ခုနဲ့ပေါင်းဆက်လိုက်ရင်လေဟာနယ်ထဲကဝင်းညင်ခန္ဓာတစ်ခုကိုခေါ်ယူနိုင်ပါတယ်ထိုဝင်းညင်ခန္ဓာကဘိုးဘေးဝင်းညင်နဲ့ပေါင်းဆက်ပြီးအရွယ်ဆက်ရွယ်ရှိတဲ့ရှာမန်တယောက်ဖြစ်လာမှာပါတို့ရရင်သူ့ရဲ့မျက်စိရှိမှတဲ့ ဘိုးဘေးဝဉ္ညင်တစ်ခုကမြူထားခံလိုက်ရတာပါဒိုးရတဲ့ယခုတော့သူ့ရဲ့မျက်စိရှင်းမှတယ်ဘိုးဘေးဝဉ္ညင်တစ်ခုကိုမြူထားခံလိုက်ရတာပါဒေါသများကလည်းခေါင်းထဲမှာပြင်းထန်သွားပြီးဒေါသကလည်းအမေဆုံးအချင်းတွေအထိကိုရောက်ရှိနေပါတယ်ငါမင်းကိုတတ်မယ် လေအောင်မြောက်ဘိုဘီယာအဟိပီစစ်ထူနန်ကိုရွတ်သွန်စွာနဲ့လိုက်လာတိုက်ခိုက်နေပါတယ်စစ်ထူနန်ကတော့ရေမောင်းရဲ့အလင်းမြန်ပဲထွက်ပြေးနေပါတယ်ပထမမျိုးဆက်ဟင်းသာဗရာရဲ့နီလန်ကနည်းနည်းတော့ဖြတ်ဖို့ကောင်းဝင်မယ်ဒီဖိုးကြီးကသဘောကျတယ်ဒီဖိုးကြီးမှာခန္ဓာကိုယ်ရှိလာမယ်ဆိုရင်ငါဝင်လင်းကိုတင်ပေးမယ်ပြီးရင်တော့ငါတို့နှစ်ယောက်ကဘိုဘီဝင်းညင်တွေကိုမျိုးချလို့ရပြီဒါပေမဲ့ဝင်လင်းရဲ့လက်ရှိကြီးညက်မှုအစိမ့်နဲ့ဆိုရင်သူကခန္ဓာရဲ့ရှိမှာမဟုတ်ဘူးငါမျိုးကိုတတ်မယ်နှလုံးသားဆုပ်ပေးခန့်ရတယ်လို့ခန်းစားချက်နဲ့အတူစစ်ထူနန်ရဲ့နောက်ကနေကြောင်မောက်ဖေးအောင်အတန်ကြီးရလေထွက်ပေါ်လာပါတယ် ထိုအဟိတံကိုဝလင်းကဝေးကနေတော့ကြားလိုက်ရပါတယ်သူကချက်ချင်းပဲချင်သားရဲကိုတင်ဆက်ပြီးစစ်ထူနံကိုတနေရာတိုင်းမှာမဆောက်ဝဲဘေးဘက်ကိုအမြင်ပဲပြန်တန်းသွားပါတယ်စစ်ထူနံရဲ့ဝိညာဉ်စွမ်းရည်ကပြန့်နှံ့သွားတဲ့အခါဝလင်းကိုရှာတွေ့ပြီးသူ့စီကိုတင်းရရှင်ပြောင်းခြင်းနီးပညာနဲ့အတူရောက်ရှိလာပါတယ် သူကဝင်လျက်ဘေးမှာပေါ်လာပြီးအမြဲမဲပြောလိုက်ပါတယ်။မင်းကနှင်းလို့နဲ့။ငါမင်းကိုတိတ်သွားမယ်။ယူနေတဲ့အခွေးတကောင်ကငါတို့ရဲ့နောက်ကနေလိုက်နေတယ်။ဒီဖိုးကြီးကခန္ဓာကိုယ်ရပြီးဘိုးဘေးဝိညာဉ်ဟာစွားရီကိုဆုပ်ပြီးသွားရင်အဲ့ဒီယူနေတဲ့အခွေးလေးကိုပြုတ်တော့ဖြစ်မယ်။ထို့သောပြောပြီးနောက်သူကဝင်လျက်ကိုဆွဲခုတ်ကအမြဲမဲပြတ်တန်းသွားပါတယ်။စစ်ထူနယ်ရဲ့အမြန်တုံးကအရန်အောင်မှမြန်ပါတယ်။မျက်စိတမိတ်အတွင်းမှာပဲသူနဲ့ဝင်လင်းကဟင်းတာပရာကုန်းမျိုးကိုဆွန့်ခွာပြီးမျက်ပေါဝင်ရုံးစိုးကိုဥတည်နေကြပါတယ်။ ဆုံးဖြတ်ခန့်မတင်မျိုးမျိုးနဲ့ရေလေးုံမြောက်ဘိုးဘေးကတော့စစ်ထုနံကိုလိုက်ဖို့အတွက်ဆုံးဖြတ်ထားတဲ့ပုံပေါ်ပါတယ်စစ်ထုနံကတော့ပြန်တန်းနေရင်ဘာအောင်မှမချောက်ပဲလေးုံမြောက်ဘိုးဘေးကလိုက်မိနိုင်အောင်မကြခဏအရှိန်ဝင်ရှော့ပင်းနေပါတယ်ဒီဖိုးကြီးကသူတို့ရဲ့ဘိုးဘေးဝင်းညုံတော့မြူထားလိုက်ပြီအဲ့ဒီခန္ဓာကိုယ်နဲ့ပေါင်းဆက်ပြီးတဲ့အခါကျရင်ဒီယူနီရဲ့ခွေးလေးကိုပါငါမြူထောက်အောင်ပါဒါဆိုရင်တော့ပြန်လဲထူထောင်ဖို့အတွက်အချိန်လေးအများကြီးကရော့သွားမှာ ကိုရိုင်ရလည်းအကျိုးကျေးဇူးတွေရအောင်မယ်အာနာတက်ချင်အဆင့်ကျင့်ရသူနဲ့စွမ်းချင်းတူညီတဲ့ရှာမန်တယောက်ဖြစ်စည်းလိုက်တာဆိုတော့ပထမမျိုးဆက်ဟင်းသာဗလာရဲ့ကျေးဇူးကိုမမေ့တဲ့သဘောနဲ့တက်ရောက်တယ်လို့ပြောလို့ရတယ်စစ်ထူနဲ့ရင်မောလိုက်ပါတယ်မြောက်ပိုင်းမီတော့ငယ်ပြားဂျိုရဲ့အဆုံဖြားမြောက်ဘက်မှာရှိပါတယ်ထိုအရာအရင်က ရွှေဦးနိုင်ငံတည်ရှိခဲ့တဲ့နေရာပဲဖြစ်ပါတယ် ထိုနေရာရေခဲတွေရာကျင့်ကြံသူများထိုးချိုးရောက်လာခရေရဘယ်တော့မှအရင်ပြောခဲ့ပါဦးရေခဲများနဲ့ပြင်းထန်နေပြီးတနေ့လုံးကိုချမ်းရည်တဲ့လေများတိုက်ခတ်နေပါတယ်အဝေးရကြီးလိုက်မဲ့ဆိုရင် အပြောင်မြခိုးများလွန်မျောနေတာကိုမြင်နေရပါတယ်ထိုမြခိုးတွေရာရောက်တဲ့နေရာတိုင်းမှာတက်ရှိအားလုံးကတည်ဆုံးသွားပါတယ်ထိုချမ်းရည်တဲ့မြခိုးတော့ကိုလီမြခိုးလို့ခေါ်ပါတယ်ထိုထူးဆန်းတဲ့သဘောဆွမ်းက အလွန်အေးတဲ့နေရာတွေမှာပဲပေါ်လာတတ်ပါတယ် အရာအလုံးကိုဖြည့်ဆည်းခြင်းအပြင်ကိုလိမြခိုးမှာနောက်ထပ်အာနိသင်တစ်ခုကလည်းရှိနေပါသေးတယ်။ထိုအရာတော့စုပ်ယူလို့မရတဲ့အရာတွေကိုစုပ်ယူပြီးဖြည်းဖြည်းချင်းတန်းစင်ပေးတာပဲဖြစ်ပါတယ်။မြောက်ပိုင်းမိတော့ငယ်ပြည်ကအလုံးကြံဝန်းပါတယ်။ရွှေယူကထုံနေရာမှာရှိတဲ့ကထုံနေမီရဲ့သုံးပုံတစ်ပုံပဲစူးစမ်းနိုင်ခဲ့ပြီးနောက်ထပ်မှုရောက်နိုင်တော့လို့ထုံနေမီရဲ့နေနမိတ်မှာပဲသူတို့ရဲ့နိုင်ငံကိုတိစောက်ခဲ့ကြတာပါ။ဒူဝါရဲ့အစွမ်းထက်တဲ့ကျင့်သူအချို့ကမြောက်ပိုင်းမိတော့ငယ်ပြည်ရဲ့အလဲပိုးမှာအနီအောင်ရေကဲပြည်တစ်ခုကရှိတဲ့ဆိုတော့သိကြပါတယ်။ ထိုရာတော့ရေခဲတွေအေးတာမဟုတ်ပဲမီးတောက်တွေပဲဖြစ်ပါတယ်ထိုရာတော့အလွန်ထူးခြားတဲ့ဖိရက်တစ်ခုပဲဖြစ်ပါတယ်ရေခဲထဲမှာတည်ရှိတဲ့မီးကလူတွေကိုအာဟာရသိမ်းနိုင်တဲ့စွမ်းအားတစ်ခုကိုလည်းဖန်တီးပေးပါတယ်ထို့ကြောင့်ဟိန္ဒဗရာဂျိုဘောကကျင့်ကြံသူတွေကထိုနေရာကိုမြောက်ပိုင်းမီးတောက်ငယ်ပြည်လို့အမိပေးခဲ့ကြဖြစ်ပါတယ်ထိုနေရာမှာတော့ရှင်းအောင်အစီအမများရှိပါတယ်ကိုလီမြူခိုကတော့ထိုထဲရတစ်ခုပဲဖြစ်ပါတယ် တွေးမိအစဉ်ကလည်းရှိပါသေးတယ်။တွေးမရှိတဲ့အရာတွေပေါ်ဘာအကျိုးသိမ်းမှုမှမရှိပေမဲ့တွေးရှိတဲ့အရာတစ်ခုခုကအလင်းရောက်နေထင်းမိရင်သူတို့ရဲ့တွေးတွေရာစူပွက်လာပြီးဆယ်စကန့်အတွင်းမှာပဲတင်ဆောင်သွားပါလိမ့်မယ်။ထို့အပြင်နဖျားယုံတွေကိုစိုးဥနိုင်တဲ့ရေခဲကလည်းရှိနေပါသေးတယ်။ထိုရေခဲနဲ့နဖျားယုံကထိတွေ့မိတဲ့အခါအာနေသွားပါတယ်။ ယခုချိန်မှာမြောက်ပိုင်းမီးတောင်ငယ်ပြည်ရဲ့အနေဆိုင်ဆုံးနေရာမှာကိုလီမြို့ခိုးရင်းနဲ့ဖုံးလန်းနေတဲ့ကောင်လေးတယောက်ရဲ့အလောင်းဝါရှိနေပါတယ်။ကောင်လေးကတော့အရန်အောင်ချောဝင်မဲ့ရုံကန်နေတဲ့အမူအရလည်းရှိနေပါတယ်။သူကတခါတည်းရန်ပါဇက်ကိုဟပြီးအနေအောင်အငွေ့ကျိုးကျိုးထုတ်လို့နေပါတယ်။ ထိုအနေအောင်ငွေရတော့ကိုလီမြို့ခိုးမျိုးကိုတွန်းထုတ်လိုက်ပါတယ်။တွားရရင်ကိုလီမြို့ခိုးကိုတွန်းထုတ်လိုက်တာနဲ့ပြောင်းဝင်လာပြီးကောင်လေးကိုဖြည်းဖြည်းချင်းတက်ဆင်ပြစ်နေပါတယ်။ထိုကောင်လေးကတော့မကောင်းဆိုးအလောင်းကိုင်းရဲ့အကြီးကဲစွန်ထိုင်ကဘလူးနတ်ဆူမျိုးနဲ့ဘိုးဘေးကိုတိုက်ခိုက်ဖို့အတွက်ထိုးလို့လိုက်တဲ့မကောင်းဆိုးလေးပဲဖြစ်ပါတယ်။ထိုမကောင်းဆိုးလေးကအရန်အောင်မှထူးဆန်းပါတယ်။ထိုချိန်တုန်းကဘလူးနတ်ဆူမျိုးနဲ့ဆူရဲ့ဘိုးဘေးရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ ပြီးတော့ဘလူးနတ်ဆိုမျိုးနဲ့စုဘိုးဘေးကမူလဝိညာဉ်နဲ့ထွက်ပြေးခဲ့ရပြီးနောက်ဆုံးမှတော့ထိုနေရာကိုသုံးပြီးမကောင်းဆိုးဝါးလေးကိုချုံထောက်ထားခဲ့ပါတယ်။စွန်ထန်ကဘလူးနတ်ဆိုကလန်ဘိုးဘေးရဲ့သူ့မျိုးစွမ်းအားနဲ့မောင်းထုံးမပြုတ်ခဲ့ဘူးဆိုရင်စွန်ထန်ကထင်းချုံနေမှာဖြစ်ပြီးမကောင်းဆိုးဝါးလေးကိုတော့ချုံထောက်ထားလို့မရပါဘူး။ထိုမကောင်းဆိုးဝါးလေးရဲ့မူလအစအလုံးအမကြီးကျက်လုံးပါတယ်။ထိုမကောင်းဆိုးဝါးလေးရဲ့မူလအစအကြောင်းကိုပြောရမယ်ဆိုရင်အလောင်းခိုင်းအကြောင်းကိုပြောရပါလိမ့်မယ်။ အလောင်းခိုင်းကတော့အလုံးကြီးမားတဲ့ဂိုင်းတစ်ခုပဲဖြစ်ပါတယ်ဟင်းသားဗရာဂျိုဘွားကဘယ်ဂိုင်းနဲ့မှနှိုင်းရှင်းလို့မရပါဘူးအမှန်တကယ်တော့အလောင်းခိုင်းရဲ့ဌာနခွဲတွေကဂျိုးတွေအများပြားမှာရှိပါတယ် အလောင်းကမ်းအချင်းချင်းချင်းဂျိုအများပြားများအမြင့်တက်နေတဲ့အလွန်ကြီးမားတဲ့အဖက်စည်းကြီးတစ်ခုပဲဖြစ်ပါတယ်သူတို့ကအလောင်းကောင်းတွေရဲ့ရောင်းဝယ်ဖောက်ကားမှုနဲ့ထူးဆန်းတဲ့မူလအစရှိတဲ့ပစိတွေကိုစုဆောင်တဲ့အလုပ်တွေမှာပုံဝင်ပတ်သက်နေပါတယ်အလောင်းကမ်းရဲ့ဌာနချုပ်ကဘယ်နေရာမှာရှိလဲဆိုတာကိုတော့လူငငယ်ရပဲသိကြပါတယ်ဘာလို့လဲဆိုတော့ထိုးရလှုပ်ဝှက်ချက်တစ်ခုဖြစ်နေလို့ပါအလောင်းကမ်းရဲ့ဖက်စည်းပုံကမျှော်စင်တစ်ခုလိုပဲဖြစ်နေပါတယ် အဆင့်အများပြားလည်းရှိပါတယ်တင်းကျပ်ခြင်းမမိတ်ဖက်ထဲမှာအလောင်းခိုင်းကတည်ဝင်ခိုင်းတစ်ခုဖြစ်အတိမတ်ပြုခံရတဲ့အနှဲငယ်သောခိုင်းနေထဲကတစ်ခုပဲဖြစ်ပါတယ်တင်းကျပ်ခြင်းဂျိုးအများပြားပေါ်ကခိုင်းမျိုးနဲ့နိုင်ရှင်းရင်အလောင်းခိုင်းကလက်ရှိခေတ်ရဲ့တကယ်ခိုင်းအနှဲငယ်တွေကတစ်ခုပါပဲအသက်ကြီးတဲ့ကျင်းတူအများစုကတော့အလောင်းခိုင်းကိုပေါ်တန်ပတ်သက်ရဖို့ဆိုတာသိကြပါတယ်အလောင်းခိုင်းရဲ့နောက်ကွယ်ရလူကကောင်းကင်ဘုံနေမီပျက်စီးမှုနဲ့တနည်းနည်းနဲ့ဆက်နေလိမ့်မယ်လို့ဆိုကြပါတယ် တို့ရရင်ထိုးရလေကောလာဟာလာပဲဖြစ်ပါလေဘသူကမှမမှန်မှန်ဆိုတာမသိကြပါဘူးဘလူပဲဖြစ်ဖြစ်အလောင်းကိုင်းရဲ့အစွမ်းထုတ်မှုတော့မိကွန်းထုတ်เสียတာမလိုပါဘူးအလောင်းကိုင်းရဲ့ဌာနခွဲတိုင်းမှာဂိုင်းကျုံတစ်ယောက်နဲ့ဥဆောင်သူအကြီးကဲတစ်ယောက်ဟာရှိပါတယ်ဂိုင်းကျုံကတော့ဂိုင်းရဲ့ကိစ္စတွေကိုစီမံခန့်ခွဲရပြီးဂိုင်းတောက်အကြီးကဲကတော့အရာအလုံးကိုအကြီးကျယ်ရပါတယ်အလောင်းကိုင်းထဲမှာအလောင်းမျိုးစားပေါင်း၃၀၀ကျော်ရဲ့အချက်လက်တွေပါတယ်ကြောက်စင်းတုံးကရှိပါတယ် ထိုလောင်းနေထဲကတခုရှာတွေ့ရင်ကောင်းကင်ယတနာတွေနဲ့လဲလဲလို့ရပါတယ်မကောင်းဆိုးဝါးလေးကိုစွန့်ထန်လူသူကင်းမြဲတဲ့ဂျိုတခုမှရခဲ့တာဖြစ်ပါတယ်ထိုမကောင်းဆိုးဝါးလေးရဲ့အလောင်းကတော့အလောင်းကိုင်းမှာအဆင်181မှာရှိနေပါတယ်မတိရသေးတဲ့ဝိညာဉ်မြေတခုကပါရှိပြီးတဘောကဖန်တီးပေးထားတဲ့ဝင်ရောက်စီနေခံရမယ့်ခန္ဓာကိုယ်တခုပဲဖြစ်ပါတယ်တရားဥကဝင်ရောက်စီနေလိုက်ရင်ထိုလူနဲ့ကိုင်းကြီးတဲ့ဝိညာဉ်မြေဖြစ်ဖြစ်ပေါ်လာပါလိမ့်မယ် စွန်ထန်ရဲလေထိုလောင်းကိုရှာတွေ့ပြီးနောက်အရန်အောင်မှာပြော့သွားပါတယ်နှစ်ပေါင်းတစ်ထောင်ကျော်တန်းစင်ပြီးနောက်မကောင်းဆိုးဝါးကလေးလေးကိုဖတ်တီးနိုင်ခဲ့ပါတယ်မှော်ပညာတွေကိုတော့အသုံးပြုနိုင်ပြီးခန္ဓာကိုယ်တစ်ခုထဲနဲ့တင်စိတ်ဝိညာဉ်အသင်ပြောင်းလဲခြင်းအလေအဆင်းကိုရောက်နေပါပြီထူးဆန်းတာကတော့အထူးဖက်စီမှုတစ်ခုထဲမှာမမြူထားရပြီးထိုဖက်စီမှုကနေအချိန်ကြာကြီးထွက်လို့မရပါဘူးထိုကြောင့်စွန်ထန်ကကောင်းကင်ဘုံနယ်မြေကိုသွားတော့မကောင်းဆိုးဝါးလေးကိုခုံမသွားခဲ့ပါဘူးပြန်လာတော့သူကယူပြီးအနီးနားအလောင်းကမ်းရဲ့ဌာနခွဲကြီးတစ်ခုရှိတဲ့ဂျိုးတစ်ခုစီကိုသွားဖို့အတွက်စီစဉ်ခဲ့ပါတယ် ထိုလောင်ကိုသူကအဆင်ရှိဝိညာဉ်ခွဲစေးလုံးနဲ့လဲလဲပြီးကြောက်ရဲတစိုက်ကိုဖယ်ရှားဖို့အတွက်စီစဉ်ခဲ့ပါတယ်ထိုအချိန်မှာပဲဝန်လင်းကသူ့ကိုခေါ်လို့မကောင်းဆိုးအားကလေးကိုဘလူးနတ်ဆိုးကလန်ရဲ့ဘိုးဘေးကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုခဲ့ပါတယ် ထိုနေ့မှာတော့မြောက်ပိုင်းမိတောင်းငယ်ဒေသမှာအတန်ထက်မြက်တဲ့အလင်းနှံတစ်ခုကကောင်းကင်ကနေဖြစ်ပြန့်သွားပါတယ်။ရှေးမှာ၂ယောက်နောက်မှာ၁ယောက်ရှေးရ၂ယောက်ကတော့အဖြူအောင်ဝိစုံကိုဝှထားပြီးစံဖြူနဲ့လူငယ်တစ်ယောက်ရဲ့တလက်ပိုက်အမျိုးသားတစ်ယောက်ပဲဖြစ်ပါတယ်။တလက်ပိုက်အမျိုးသားရဲ့ခန္ဓာကိုယ်ကတော့ကြီးမားပြီးမာနကြီးတဲ့အငွေ့တက်များထွက်ပေါ်နေပါတယ်။တေချာကြည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့ခန္ဓာကိုယ်ကအဆိုင်ခဲမဟုတ်ပဲဖောက်မြင်နေရပါတယ်။နောက်ဆုံးလူကတော့အဖြူအောင်စမီနဲ့အဖိုးကြီးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့သွားမြောက်ကိုတင်းတင်းဆိပ်ထားပါတယ်။ သူတို့ရဲ့နောက်ကနေပြီးတော့သူကလိုက်နေပါတယ်ဝလင်ကတော့သူတို့တောင်းတဲ့မှာပါပါတယ်စစ်ထူနန်ကလည်းစွန့်ပစ်ခံတင်မျိုးမျိုးနဲ့စုရဲ့လေယုံမြောက်ဘိုးဘေးကိုလှည့်ကြည့်ပြီးတော့အော်ပြလိုက်ပါတယ်မင်းကနှင်းလို့နဲ့ကောင်းလေးငါမင်းကိုအချိန်ချင်းစောက်ရတယ်မင်းကမြင်မြန်မပြတ်ဦးဆိုရင်ငါမင်းကိုမစောက်တော့ဘူးလေယုံမြောက်ဘိုးဘေးကလည်းအယောင်မှဒေါသထွက်သွားပါတယ်လန်နေလျှောက်လုံးအချိန်ချင်းလျှောက်ချင်းရင်ပဲတလက်ပိုင်ရွယ်အမျိုးသားသူ့ကိုလှုံ့ပြမှုအတွက်ရန်နေပါတယ်လေယုံမြောက်ဘိုးဘေးကထိုးရောက်ထူးဆန်းနေလို့ထင်ပေမဲ့ လက်မလျှော့ချိန်ပါဘူးဘိုးဘေးဝင်းညုံကိုပြန်ယူနိုင်မဲ့လိုအပ်နည်းပညာတစ်ခုကရှိပေမဲ့ထိုဝင်းညုံကိုမတန်းစင်ရသေးတဲ့အချိန်ဒီမှာပဲအသုံးပြုလို့ရပါတယ်ထို့ကြောင့်သူကဆက်လိုက်နေရပါ သူတို့တောင်းကရန်အောင်မှမြန်ပါတယ်မြောက်ပိုင်းမိတော့ငယ်ဒေတာရဲ့အလဲဘိုးပြန်တမ်းပြီးရေခဲမိတော့တွေရှိတဲ့နေရာထဲကိုဝင်သွားပါတယ်ဝယ်လင်းကတော့အနီအောင်ပြီးတော့ထဲကမကောင်းဆိုးအားကလေးကိုချက်ချင်းပဲမြင်လိုက်ပါတယ်စစ်ထုန်နဲ့မျိုးလုံးများလည်းတောက်ပတ်သွားပါတယ်သူကလည်းရက်လိုက်ပြီးရင်မောလိုက်ပါတယ်သူကအမြဲမဲရောက်လာပြီးလေးအောင်မြောက်ဘိုးဘေးကိုလက်ကြည့်လိုက်ပါတယ် ငါရဲ့ခန္ဓာကိုယ်အောင်ပျက်စီးခဲ့ရင်ဒီနေရာမှာငါအချိန်ကြာကြီးကျင့်ကြံခဲ့တယ်။ဒါကြောင့်ဒီမှာရှိတဲ့အစီအရင်တွေအကြောင်းငါကောင်းကောင်းကြီးနားလေတယ်။စစ်ထုံနံအတိတ်ကိုပြောင်းမိတဲ့ပုံနဲ့လက်ကနေဒစိတွေကိုဖယ်စီးပြီးလေထဲကိုညှို့လိုက်ပါတယ်။မိပင်ကလည်းချက်ချင်းပဲတုန်ခေါက်သွားပြီးရှင်အောင်လင်းတန်းများစူဝေလကထွက်ပြန်သွားပါတယ်။စစ်ထုံနံကလည်းရဲလိုက်ပြီးဝန်လင်းဝန်ဆွဲကပေထောင်ကောက်ရွတ်သွားပြီးလေုံမြောက်ဘိုးဘေးကိုကြီးလိုက်ပါတယ်။လေုံမြောက်ဘိုးဘေးကရောက်လာတဲ့အချိန်မှာကောင်းကင်တစ်ခုလုံးကအဖျော်လင်းတန်းနေဖုံးလွှမ်းသွားပါတယ်။ ထိုအလင်းနဲ့နေရာအရန်အောင်မှလင်းပြီးထူးဆန်းတဲ့စွမ်းအားတွေကိုတည်ဆောင်လာကလေယုံမြောက်ဘိုးဘီရဲ့ခန္ဓာကိုယ်ပေါ်ကိုကြောက်လာပါတယ်။လေယုံမြောက်ဘိုးဘီရဲ့ရေပြောက်အုပ်မှလည်းအနီရောင်အလေးတန်းများချက်ချင်းပဲထွက်ပေါ်လာပါတယ်။လေယုံမြောက်ဘိုးဘီကလည်းပြောင်းလိုက်ပါတယ်။သွေးမိတော့အလင်းသူတို့ရဲ့စွန့်ပစ်ခံမတိမ်မျိုးမျိုးနဲ့စုကထိုးချိုးပုံမှာမွေးဖွားလာတာဖြစ်လို့ထိုနေရာရဲ့အကြောင်းကိုသူကလည်းကောင်းကောင်းကြီးနားလဲပါတယ်။ထိုအဖြစ်အပျက်အလင်းနဲ့ကဘာလဲဆိုတော့ ူကလည်းချက်ချင်းပဲတိလိုက်ပါတယ်။သူကညာလက်ကိုဝင်လိုက်တော့အေမတတူတခုကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်။တတူနဲ့အတူလေယုံမြောက်ဝိုးပြရဲ့ခန္ဓာကိုယ်ကနေအဖျော်အောင်အလင်းတွေအလုံးကိုတွန်းထုတ်ခံလိုက်ရပါတယ်။စစ်ထူနန်းကလည်းအံဝန်သွားပြီးသူ့ရဲ့မျိုးလုံးများအိဆက်သွားပါတယ်။ပြီးတော့သူကလက်စည်းလို့မျက်စင်စွာနဲ့လေယုံမြောက်ဝိုးပြရဲ့အနားကိုဥတီသွားပါတယ်။လေယုံမြောက်ဝိုးပြကလည်းရုတ်တရက်စစ်ထူနန်းဘက်ကိုခေါင်းပေါက်ပြီးလက်ကိုဝင်ရလိုက်ပါတယ်။သူ့ရဲ့ရှေ့ကတတူကချင်းမြင်းနေအဖြစ်ပြောင်းလဲသွားပြီးစစ်ထူနန်းကိုချုံတော့ဖို့အတွက်ကြိုးစားလိုက်ပါတယ်။ စစ်ထုနန်းကလည်းရင်မောလိုက်ပါတယ်သူကတော့ရှောင်းတိမ်မသွားပဲချင်းမြင်းတွေကိုဖျက်ချော့ပြီးဓာတ်ရိုက်လေယုံမြောက်ဘိုးဘေးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပါတယ်လေယုံမြောက်ဘိုးဘေးကတော့ထွက်သွားသူကအဟိလိုက်ပါတယ်သူ့ရဲ့နှဖူးကိုပေါက်လိုက်တော့အရော့ကိုရဲ့အပင်ပင်ကပေါ်လာပါတယ်ထိုပင်ကပေါ်လာချင်းချင်းစစ်ထုနန်းကတော့လေယုံမြောက်ဘိုးဘေးရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးသူ့ရဲ့အမှွေတအားလုံးကိုထုတ်လုကောက်ကိုလိမြူသူကအဟိလိုက်ပါတယ်မကောင်းစွာလေးကိုဝင်ရထားတဲ့မြူခိုးရီကလည်းမြန်ဆန်ပဲစစ်ထုနန်းစီကိုစူဝေးလာပြီးသူတို့နေရာကိုချုံနောက်က မကောင်းဆိုးဝါးကလေးပိတ်မိနေတဲ့ရေခဲမီးတောက်စီကိုဆွဲခုတ်သွားပါတယ်ထိုးရအလုံးကအလုံးမျက်စင်စွာနဲ့ဖျက်ပြတ်သွားတာပါချက်ချင်းစုသလိုပဲစထူနန်နဲ့လေုံမြောက်ဘိုးဘေးကမြုပ်ခိုးတဲ့နယ်ဝင်းရခံရရပါတယ်သူတို့တယောက်ချင်းစီကိုရေခဲမီးတောက်တိုင်များဝင်းရထားပါတယ်ယခုချိန်မှာကိုလီမြုပ်ခိုးထဲမှာရေခဲမီးတောက်တိုင်လို့၃ခုကရှိနေပါတယ်စထူနန်ကတော့ရေခဲမီးတောက်ထဲမှာဝမ်းမြောက်နေတဲ့အမူအရာကိုပြသပြီးထူးဆန်းစွာနဲ့ပဲထိုးနေအားနေထွက်လာပါတယ်သူကမကောင်းဆိုးဝါးကလေးရှိတဲ့ရေခဲမီးတောက်ထဲကိုပြန်တန်းဝင်ရောက်သွားပြီးခနာဦးထဲကိုဝင်သွားပါတယ်ဝမ်းလင်း ဒီကိုလီမြို့ခိုးကတဘောဖက်စီမှုတစ်ခုဖြစ်ပြီးငါအတွက်တော့အကောင်းဆုံးအကောင်ရဖြစ်တယ်။ငါရဲ့ချစ်ချက်မှုကိုပြန်ပြီးရရှိဖို့ကအချိန်တိတ်ပြီးတော့မကြတော့ဘူး။ငါပြီးတော့ပြီဆိုရင်မင်းတို့လာရှာမယ်။ဒီတော့တိတ်မှာမင်းရချူချဲစီကိုတရိထားရမယ်။ငါထွက်မလာခင်မင်းရမသိစင်းနဲ့စစ်ထူနန်ရဲ့အတန်ကိုလီမြို့ခိုးကနေထွက်ပေါ်လာပါတယ်။ဝယ်လင်းကလည်းခဏတာစဉ်းစားလိုက်ပါတယ်။သူကမြို့ခိုးရဲ့ကလေးကိုကြည့်ပြီးငါမင်းကိုကောက်ွယ်ဖို့အတွက်မလိုဘူးလား။သူကမေးလိုက်ပါတယ်။ မလို့ဘူးဒီကိုလီမြို့ခိုးတွေကအကောင်းဆုံးအကောက်ွယ်ပဲစစ်ထူနန်းအတန်ထဲမှာတော့ဆဲလုရှောင်းများပေါင်းနေပါတယ်ဆဲစုနေပေါင်းများစွာကြာပြီးနောက်သူကနောက်ဆုံးတော့ခနာကိုတခုကိုပြန်ရပါတော့မယ်သူ့ဘဝမှာအများကြီးကိုကြုံတွေ့ခဲ့ရပေမဲ့သူ့ရဲ့ဆဲလုရှောင်းမှုတော့မထိန်နိုင်ပါဘူးပင်ပောက်ချင်းချက်သူတွေမင်းတို့ကစောင့်နေကြဒီဖိုးကြီးရဲ့ချင်းချက်မူဝါဒပင်အားပြီးဆိုရင်လက်စားချိန်ဖို့အတွက်မင်းတို့တေချာပေါက်လာရှာမှာဝန်လင်းရတော့အဝေးကိုမော့ကြည့်ပြီးတင်းငိမ်စွာနဲ့ချင်းချက်ချင်းဂျိုတလင်းကြောက်ပါလေးဆိုတော့မင်းအောင်ပြပြသေးဘူး ချင်းချက်ချင်းဂျိုးကဘာတလင်းကြောက်ငါချင်းချက်ချင်းဂျိုးရဲ့အုပ်စိုးရှင်ဖြစ်မလာခင်ဒါရောင်းမှဆွမ်းထက်တဲ့ယတနာတစ်ခုလုံးငါထင်ခဲ့တယ်ဒါပေမဲ့ဒုတိယမျိုးဆက်ဟင်းသာပဒါဖြစ်လာပြီးတဲ့နောက်အဲ့ပစီကအရောင်းရုံမှကြောက်ငါထုခဲ့ရတယ်ဝန်လင်းကလည်းစစ်ထူနန်ဆက်ပြောမဲ့စကားကိုစောင့်ရင်မျောကြောက်လိုက်ပါတယ်ချင်းချက်ချင်းဂျိုးကဘာတလင်းကြောက်အဲ့ဒါတကယ်တော့ခွေးမစင်ပဲချင်းချက်ချင်းမဟာမေယဖန်တီထားဖြစ်ပြီးအစင်း၆ကိုရောက်တဲ့ချင်းချက်ချင်းနိုင်ငံတိုင်းကိုပေးတယ်ချင်းချက်ချင်းဂျိုးမှာပြိုးထောင်ပြီးအသက်သွင်းလိုက်မယ်ဆိုရင်ဂျိုးတစ်ခုလုံးကိုလှုပ်ဝက်ဆန်းကျတဲ့စွားတွေကဝင်းရလာလိမ့်မယ် အိန္ဒိယဆက်ပြီးအိတ်ထုံမှာမွေးဖွားလာတဲ့တက်ရှိတိုင်းရဲ့ဝိညာဉ်အစိတ်ပိုင်းဒစိမ့်ပိုင်းကပျောက်ဆုံးသွားလိမ့်မယ်။အဲ့ဝိညာဉ်အပိုင်းစားတွေကိုကျဉ်တက်ခြင်းကဘာတလင်းကြောက်ကဆုပ်ယူသွားပြီးတလင်းကြောက်ကိုအပြေးဝထိန်ချုံနိုင်တဲ့အခွင့်အရနာကိုကျဉ်တက်ခြင်းမဟာမိတ်ဖဲနိုင်ငံကိုပေးရရတယ်။ဟောဟောဟောအစင်း၆ကျဉ်တက်ရနိုင်ငံတစ်ခုကကျဉ်တက်ခြင်းဂျူကဘာတလင်းကြောက်ကြောက်ပဲဘေးနေဘာလို့ဖြစ်လာတာ။ဒီပစိနဲ့ဆိုရင်ဟင်းသာဗရာမျိုးဆက်တိုင်းကဂျူဘောကတက်ရှိတိုင်းကိုတတ်နိုင်တယ်။သူကလူဒါမဟုတ်တတော် အာနာတက်ချင်းအဆင့်ကိုကျော်လွန်ပြီးသူတို့ရဲ့ဝိညာဉ်အပိုင်းစားတွေကိုအတင်းကျပ်ပင်ုံနိုင်မှသာအဲ့ဒီချိန်တွေကနေရှောင်လင်းနိုင်လိမ့်မယ်မဟုတ်ရင်တော့အခြားနည်းလမ်းမရှိဘူးဒါပေမဲ့ငါထင်တာကတော့ကျင့်ကြံခြင်းကဘာတလင်းကြောက်ကအခြားသူတွေမှာတော့လှုပ်ရချက်မဟုတ်ဘူးအဲ့လူတွေကအဲ့တလင်းကြောက်ကိုကန်တွေဖြစ်ရှင်နိုင်တဲ့နည်းလမ်းတွေကိုရှာတွေ့ထားကြလိမ့်မယ်အဲ့လူတွေကအဲ့တလင်းကြောက်ကိုကန်တွေဖြစ်ရှင်နိုင်တဲ့နည်းလမ်းတွေကိုရှာတွေ့ထားကြလိမ့်မယ်မဟုတ်ရင်အစိမ်းချောင်းနိုင်ငံအတော်များသူတို့ရဲ့ကိုယ်ပိုင်လက်အောက်ခံတွေကြောက်ပြိုလဲသွားမှာမဟုတ်ဘူးဒါကြောက်အများအဖြစ်ဒီကျင့်ကြံခြင်းကဘာတလင်းကြောက်က အစင်း၆ချင်းကျဲနိုင်ငံတွေကိုဂျိုးပေါ်မှာအမျက်စုံထိန်းချုံနိုင်စွမ်းကိုပေးတယ်။ငါဟင်းဒဗရာဖြစ်လာတဲ့အခါဒီတောင်းကိုတိသွားပြီးတဲတဲစိမ့်နဲ့ဖျက်ဆီးပြီးချင်းကျဲချင်းဂျိုးကဘာတလင်းကြောက်ကိုဒစိမ့်ခတ်လိုက်တယ်။တလင်းကြောက်ကဝိညာဉ်ပိုင်းစားတွေကိုစိုးဥနိုင်တဲ့အိမ်ပဲ။ဒစိမ့်ကိုမဖြိုခင်းမချင်းအသုံးပြုလို့မရဘူး။ဒါကြောင့်ပဲလက်ရှိဟင်းဒဗရာကဒီလောက်ထိရှုပ်ထွေးနေရ။မဟုတ်ရင်တော့သူကတန်ဖိုးလို့ပဲခိုက်မာနေပါ။ ဟာဟာဟာဒါကြောင့်လေနောက်ပိုင်းဟင်းသားဗလာအလုံးကတော့ငါ့ကိုမုံကြမှာပဲဒါပေမဲ့ငါကတော့အဲ့တလင်းကြောက်ကိုမကြိုက်ဘူးဝန်လင်းရဲ့စိတ်ဆွမ်းနေတော့ထိုးရောက်ကြားပြီးနောက်မျက်နှာပတ်သွားပြီးနှလုံးသားလည်းတုံးလုံးသွားပါတယ်ဝန်လင်းကတော့တီတီလက်လီတန်နဲ့မိလိုက်ပါတယ်ဒါဆိုရင် ကျူချဲစီကချင်းချက်ချင်းချိုကပါတလင်ကြောက်ကိုထိန်းချုံနိုင်မယ်ဆိုရင်ငါ့ကိုတစ်ချက်ထင်းနဲ့တက်ပြစ်နိုင်မှာလားစစ်ထူနန်ကလည်းပြောလိုက်ပါတယ်ချင်းချက်ချင်းချိုကပါတလင်ကြောက်မှာချိတ်ဆက်ထားတဲ့ချင်းချက်ချင်းချိုနှလုံးဆိုတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကိုတော့လက်ရှိဟင်းသားဗရာကပဲပိုက်ဆိုင်တယ်သူ့ရဲ့တဒံတစ်ချို့ကိုဆွလွတ်ပြီးအသက်သွင်းရမယ်အဲ့ဒါဆိုရင်တော့သူကဘသူမှမဆိုတက်လို့ရတယ်မင်းရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းရတယ်တလင်ကြောက်ထဲမှာရှိတယ်ဒါကြောင့်ဂျိုအာနေထွက်တဲ့အခါအေဂျင့်ရဲ့အနာဂတ်တစ်ခုကိုရရှိချင်တယ်ဆိုရင်တော့ချင်းချက်ချင်းချိုကပါတလင်ကြောက်ကနေမင်းရဲ့ဝိညာဉ်ကိုပြန်ထုတ်ယူရမယ်ဒါဆိုရင်ချင်းချက်ချင်းချိုကပါတလင်ကြောက်ကဂျီနဲ့ပေကို ုတက်စီနိုင်တယ်ဆိုတာမှားတာပေါ့ဝယ်လင်းကလည်းမြောင်းကြိုးလိုက်ပါတယ်ဒီကိစ္စပြောခတ်တယ်ငါမှဂျီနဲ့ပဲကိုလေးလာဖို့အတွက်အချိန်မရှိခဲ့ဘူးကောင်းပြီလေငါပြန်ကောင်းလာပြီဆိုရင်ဒါဒီအားလုံးကိုပြောကြတာပေါ့ဝယ်လင်းမင်းကဘာမှတိတ်ပြီးတော့စိတ်ပူစရာမလိုဘူးငါရှိသေးတယ်စစ်ထူနန်းလည်းညင်သက်သွားပြီးပြန်လည်ဝင်စားခြင်းကိုစတင်လိုက်ပါတယ်ဝယ်လင်းကတော့ရန်နေပါတယ်အချိန်တော်ကြာပြီးတော့သူ့ရဲ့မျိုးလုံးများအိဆက်သွားပါတယ် ငါဘွားဘလို့ပြောအခြားလူရဲ့လက်ထဲမှာရှိနေရမှာလေစွန်ပြက်ခံမတင်မျိုးမျိုးနဲ့ပေါ်လာတဲ့ဘာလို့ချင်းချိုင်နိုင်ငံအတော်များဟင်းသာဗရာနိုင်ငံကိုတဆဖောက်ချလဲဆိုတော့အံ့ဩစရာတော့မရှိတော့ဘူးအစိမ့်ထောက်ဖြစ်လာနိုင်တဲ့အစိမ့်ငါချင်းချိုင်နိုင်ငံတွေကိုကျူချွဲစည်းရဘာလို့ဖြစ်စည်းချင်တာလဲဆိုတော့အကြောင်းပဲချက်ရှိတယ်ကျူချွဲစည်းရချင်းချိုင်ချင်းချိုးကဘာတလင်းကြောက်ကိုမထိန်ချုံနိုင်တဲ့အခုလို့အချိန်တွေကမဖြစ်တော့ဘူးဂျိုးဘွားချင်းချိုင်တို့အားလုံးရဲ့တိုက်ခိုက်မှုနဲ့စွန်ပြက်ခံမတင်မျိုးမျိုးနဲ့ဟာဖြစ်စည်းသွားနိုင်တယ် ကျူချွေစီရတာကျင့်ကြံကျေဂျိုးကဘာတလင်းကြောက်ကိုထိန်းချုပ်နိုင်တဲ့အခုလို့အခြေအနေမျိုးကဖြစ်မလာဘူးဂျိုးပေါ်ကကျင့်ကြံသူအားလုံးရဲ့တိုက်ခိုက်မှုနဲ့စွန့်ပစ်ခံမတင်မျိုးမျိုးနဲ့ကပျက်စီးသွားနိုင်တယ်ကျူချွေစီရကျင့်ကြံချင်းဂျိုးကဘာတလင်းကြောက်ကိုထိန်းချုပ်နိုင်မယ်ဆိုရင်ဝိညာဉ်စေတန်းအလန့်ကိုတွန်ထင်းစီရနေအရွယ်ကူနဲ့ယူနိုင်မှာအခုချိန်ဒီစောင့်နေစရာမလိုအပ်ဘူးကျင့်ကြံချင်းဂျိုးတလင်းကြောက်နန်တူကတော့ငါ့ကိုလိန်စရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့တော့ကသူ့ရဲ့လေတံမှာလည်းမတိတောင်မှုတွေကပြည့်နေတယ်ဝယ်လျဲပုံရင်ကမြောက်ပိုင်းမီတော့ငယ်ဒေတာကနေပြောက်ကွက်သွားပါတယ် အခုအရေးကြီးဆုံးကကျင့်ကြံ့ခြင်းဂျိုတလင်းကျောက်ကိုရယူပြီးငါရဲ့ဝိညာဉ်ပိုင်းဆောင်ကိုပြန်ယူဖို့ပဲပြီးရင်တော့ထိုင်ရစီရဲ့ချိုးကိုတွားဖို့အတွက်ဒီဂျူကနေထွက်သွားမယ်လက်ရှိဟင်းသာဗရာရဲ့ရှုပ်ထွေးမှုနဲ့ဆိုရင်ကျင့်ကြံ့ဖို့ကလုံးဝမသင့်တော့ဘူးဝယ်လင်းကဒါပေမဲ့အိုက်ထိုက်ရင်ပြင်ဆင်စရာတွေရရှိသေးတယ်ဝိညာဉ်စေတန်းအလံအားနေတော့လို့လူလူဝိညာဉ်တွေကိုဖမ်းဖို့အတွက်တဖက်ချင်းနဲ့ပဲကိုထပ်သွားရမယ်အလံအောင်ပြန်ဖြည့်ဖို့အသုံးဝင်မလားဆိုတာကိုလည်းကြည့်ရမယ်ဖြစ်နိုင်မယ်ဆိုရင်တော့မူလဝိညာဉ်အဖြစ်သုံးဖို့ဝိညာဉ်စားသုံးသူတွေကိုဖမ်းရမယ်အဲ့လိုလုပ်မယ်ဆိုရင်တော့ဝိညာဉ်စေတန်းအလံအောင်ပြန်ရလာလိမ့်မယ် နောက်ပြီးတော့ဘလူးနတ်ဆိုမျိုးနဲ့ဆိုရဲ့ဘိုးဘီရဲ့သွေးပြည့်ပလင်းလေးရလည်းရှိသေးတယ်။လာခွားပေါ်မှာရှိတဲ့ငါရဲ့မူလားခန္ဓာကိုယ်ကငါ့အတွက်အရန်ဝအရေးကြီးတယ်။ဒါမှငါရှီယောင်းနှစ်ဖျားရဲ့နေစနစ်တွေကိုအသုံးပြုနိုင်မှာ။ကြောက်ခုမျိုးရဲ့အလောင်းကိုင်းရဲ့အောက်မှာအကူကြီးတောင်းရတဲ့လူကဘလူးနတ်ဆိုမျိုးနဲ့ဆိုရဲ့ဘိုးဘီဖြစ်ရမယ်။နောက်ထပ်သွေးတွေရနိုင်မလားဆိုတော့တွက်ကြည့်ရမယ်။ ကမကောင်းစွာပဲငါရဲ့မူလခန္ဓာကိုယ်ဟာကျယ်လေးပွင့်အဆင့်ကိုရောက်ဖို့လိုအပ်တဲ့ဝိညာဉ်စွမ်းကမတွန်းဝင်းစရာပဲအရွယ်ရောက်ပြီးသားရှေးအောင်နှဖျားရဲ့အမှွေတောက်လည်းလိုအပ်တယ်အဲ့ဒါဟာရဖို့အတွက်အယောင်းကိုခတ်တယ်ရှေးအောင်နှဖျားမျိုးနဲ့မှာကျယ်သုံးမွေးရနေလေးပွင့်ကိုတလန်းတာဟာအသွင်ကူးပြောင်းရေးအခမ်းအနားတစ်ခုပဲမူလခန္ဓာကိုယ်ကသာအဆင့်တက်သွားမယ်ဆိုရင်အမွေရထားတဲ့မှတ်ညံတွေကအာနာတက်ချင်အဆင့်ကျင့်ကြံသူနဲ့စွမ်းချင်းတူညီလိုက်မယ်ရှေးအောင်နှဖျားနေမိမှာရှိတဲ့ထော်ဆန်ကလည်းပြဿနာကြီးတစ်ခုပဲ ရှေးအောင်နှစ်ဖះနေမရနေသူထွက်လာရင်သူလုံးမဲ့ပထမဆုံးအရာငါ့ကိုရှာတာပဲငါရဲ့လက်ရှိကြီးကြပ်မှုနဲ့ဆိုရင်မူလားခဏကူကရှိနေမယ်ဆိုရင်တော့ထော်ဆောင်ငါမရှိနိုင်ဘူးစစ်ထူနန်းပါကူညီပေးမယ်ဆိုရင်တော့ရလကတော့ပြောင်းလဲမှာမဟုတ်ဘူးဘာဖြစ်ဖြစ်ထော်ဆန်ထူစီရဲ့စွမ်းကိုအမွေရထားတာသူ့ရဲ့အထွန်ထိပ်အစ်စ်မှာထူစီကဂျူတလုံးတော်လက်ဖွားတစ်ချက်နဲ့ဖျက်ဆီးပစ်နိုင်တဲ့ကျက်ရှစ်ပွင့်ရှေးအောင်နှစ်ဖះတစ်ပါးပဲဝယ်လင်းကလည်းမြို့ကိုကျုပ်လိုက်ပါတယ် ထိုဆန်ကတော့သူ့အရင်ထဲကစူရီချောင်းပဲဖြစ်ပါတယ်။သူကဟင်းသားဗရာဂျိုကနေအမျက်ထွက်သွားခြင်းနဲ့အကြောင်းရင်းတစ်ခုကလည်းထိုဆန်ကြောက်ပါပဲ။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တင်ရှိပါတယ်။